တတိသမီးလေးကနောက်မှရက်နေတဲ့ကောင်မလေးပေါ်မတော်တဆကော်ဖီနဲ့ပတ်မိလိုက်ပါတယ်။တတိသမီးလေးကချက်ချင်းထွက်ပေါက်ဖို့ရည်ရွယ်ခဲ့ပြီးမယ်။အဲ့ဒီအမျိုးသားကသူ့မကိုတာပြီးတောင်းမှခိုင်လိုက်ပါတယ်။အဲ့ဒီအမျိုးသားကိုစိတ်ဝင်စားနေတဲ့တတိသမီးလေးကတော့ဒါကြောင့်အရန်တော်သားထွက်သွားခဲ့ပါတယ်။သူမကကောင်မလေးကိုတောင်းပန်ဖို့မှမတမတခြားယူချက်စရာမရှိတော့ဘဲဝမ်းနဲ့စွာထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးကအတွင်းစိတ်ထဲမှာအတိုင်းမသိပျော်ရွှင်နေပါတယ်။ဘာလို့လဲဆိုတော့သူမကဒီအမျိုးသားကိုလျှို့ဝှက်ပြီးတခြားယူချက်ခင်တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးသားကကောင်မလေးရဲ့အဝတ်အစားကိုစွန့်နေတာကိုသတိထားမိခဲ့ပါတယ်။သူမကိုအဝတ်အစားအသေးတော်ပဲပြင်ဆင်တယ်လို့ပြောပါတယ်။ရှက်တက်တဲ့ကောင်မလေးကအစပိုင်းမှာတော့ ငင်းဆန့်ကျင်ခဲ့ပေမယ့်ဒီလိုမြင်တဲ့အခါအမျိုးသားကသူမအလို့စင်းတဲ့အထိစောင့်နေမယ်လို့ပြောလိုက်ပါတယ်။ကောင်းမလဲကအမျိုးသားရဲ့ကျင်နာမှုကိုမတွန်းလှန်နိုင်တော့ပဲသူနောက်ကိုမချိမရဲလိုက်ပြီးဇီဝဆင်နာကိုသွားခဲ့ပါတယ်။အမျိုးသားကသူမလာပါတဲ့ဝတ်စုံနဲ့ရှော့လာတာကိုမြင်လိုက်ရတဲ့အခါသူမရဲ့အလားကြောင့်လူမကိုဆွဲဆောင်သွားခဲ့ပါတယ်။သူကဒီဝတ်စုံကိုချက်ချင်းဝယ်ပြီးပို့ဆောင်ခဲ့လိုက်ပါတယ်။ဒါပေမဲ့ကောင်းမလဲကဇင်းနှုန်းကိုမြင်တဲ့အခါသူမကဆင်းရဲတဲ့သူခက်ခဲအတွက်ကြောင့်အញ្ញန်စည်းကြီးတယ်လို့ထင်ခဲ့ပါတယ်။ဒါကြောင့်သူမကဆင်ပေါ်ကပိုပြီးစီးတတားတဲ့ကထင်ကိုလေးမြက်အစားကောက်ယူလိုက်ပါတယ်။သူမဘာမှမတုံ့ပြန်လိုက်ခင်ပါပဲအမျိုးသားကသူ့ကောက်ကိုစာအိမ်မလက်ထဲသေးပြီးထုတ်ပို့ခိုင်းလိုက်ပါတယ်။ ကမ္ဘလကအမျိုးသားရဲ့စိတ်ခံစားချက်တွေကိုဘယ်လိုကင်သွယ်အမယ်မသိတာကြောင့်ဇီးသက်တာတွေဝုစုံကိုပဲသူမကိုယ်တိုင်ဝယ်မယ်လို့ပြောလိုက်ပါတယ်။သို့တော့အိမ်ပြန်ရောက်တဲ့အခါအိတ်ကိုဖွင့်လိုက်တော့အမျိုးသားကဇေးကြီးပြီးလပါတဲ့ဝုစုံကိုခိုးပြီးဝယ်ပေးခဲ့တာကိုတွေ့လိုက်ရပါတယ်။သူမကချက်ချင်းစာပို့ပြီးအញ្ញန်စည်းကြီးကြောင့်လည်းပြန်ပေးချင်အောင်ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကသူမကိုပြန်ပေးခွင့်ပြုကိုစိတ်ကူးမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူကပေါင်ချကိုအကြာကြီးကလေးကဖြစ်စီဖြစ်လိုက်ပြီးထဲပါတယ်။အဲ့ဒီအချိန်မှာမဲကောင်မလေးရဲ့အချစ်ဆုံးတငယ်ချင်းရောက်လာပါတယ်။သူမကနောက်နေ့မှာသူမနဲ့အတူပျော်ပွဲစားဥယျာဉ်ကိုသွားဖို့ကောင်မလေးကိုတောင်းဆိုခဲ့ပါတယ်။ကောင်မလေးကအစပိုင်းမှာတော့ညင်းကျင်ခဲ့ပေမဲ့ သူမရဲ့တငယ်ချင်းရဲ့တောင်းပန်တဲ့အမှုရာကိုမြင်လိုက်တော့တဘောတူဘုံမတပါတခြားရွေးချက်စရာမရှိခဲ့တာဖြစ်ပါတယ်။နောက်နေ့မှာတော့သူတို့မြောက်ပျော်ပွဲစားဥယျာဉ်ကိုရောက်လာကြပါလေ။သူမရဲ့အချစ်ဆုံးတငယ်ချင်းရဲ့ချစ်သူကလို့အဲ့ဒီမှာစောင့်နေစားဖြစ်ပါတယ်။ဒါပေမဲ့ကောင်းမလေးကမသိခဲ့ပါဘူး။သူမကသူမတငယ်ချင်းရဲ့အစီအစဉ်ထဲကိုရောက်နေပြီးပျော်ပွဲစားဥယျာဉ်ခရီးစဉ်တစ်ခုလုံးကအဲ့ဒီအမျိုးသားရဲ့အစီအစဉ်ကတစ်စိတ်ပိုင်းဖြစ်ပါတယ်။အမျိုးသားကသူမဝယ်ပေးပေးလေးဝှစ်စွန်ကိုဝှစ်စင်နေတဲ့ကောင်းမလေးကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့အိတ်တွင်းစိတ်ထဲမှာအယံပြွှွှင်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဂျာကသူကကောင်းမလေးရဲ့နှလုံးသားထဲမှာနေရာတရားရနေပြီဆိုတာသက်သေပြနေလို့ထင်ပါတယ်။ဒါပေမဲ့အမျိုးသားကဒီရှက်တက်တဲ့ခအေးနေတဲ့ကောင်းမလေးကတကယ်တမ်းတော့သူ့ကိုချစ်မြင်နေခဲ့တာကိုမသိခဲ့ပါဘူး။